င်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကပါမူအတောင်တီယိုဖီလော questions singapore stories like you never heard before စစ်စင်ရနေကျိုးဆိုလိုက်ရပါတယ်ဒီနေ့ညတဖန်ကျွန်တော်တို့ညီတဲ့ပုံပင်တွေကိုမတူညီတဲ့ကျွန်တော်တို့ရဲ့ဘဝတွေမှာမတူညီတဲ့အတွေးအမြင်ခံစားချက်တွေနဲ့အားစင်ကြည့်ဖို့ဒီခေါ်လိုက်ရပါတယ်ခင်ဗျာကျွန်တော်တို့ဒီညာ လဲပဲကျွန်တော်ချင်းဖို့တောင်းတနေလွတ်လပ်လက်ရေးစကားစစ်ထိုးပွဲ the moral war for the free sick of chimpo he tricks အပိုင်းလေးကို ပြန်လိုက်ပြီးတော့တောင်းထားစင်ရမှာဖြစ်ပါတယ်ရန်ကုန်ဘေကောင်စီတို့ဝင်ခွင့် ပေးပါစင်ဝါနော ခင်ဗျားအတွက်ကျွန်တော်ပြောနေတာမဟုတ်ပဲကျွန်တော်တို့ကချင်လူမျိုးများအခုပြောနေပါတယ်ဗြိတိရှားကကျွန်တော်တို့ကိုအရင်မဆိုရင်ဗမာများနဲ့ဒန်းတူအခွင့်အရေးကိုပေးပြီးတော့ကချင်မျိုးသားအစိုးရဖွဲ့စည်းခွင့်ပေးပါအစိုးရဖွင့်ခွင့်မပေးနိုင်ဘူးဆိုရင်ရန်ကုန်ဥပဒေပြုကောင်စင်မှာချက်ချင်းဝင်ခွင့်ပေးပါအကြွေကချင်အစိုးရကိုယခုဘရင်ခံတဲ့ခမားယူထားတဲ့တာဝန်အားလုံးကိုကချင်တို့ကိုလွဲအပ်ပေးမယ်ဆိုရင်ဗမာပြည်လုံးဝလွတ်လပ်ရရတဲ့နေ့တပြိုင်နက် ျွန်တော်တို့ကချင်များကလည်းလုံးဝလွတ်လပ်ရန်ဖြစ်တဲ့စနစ်များမှတွဲပြီးတော့မီဒီအုပ်ချုပ်ရေးစနစ်မှကျွန်တော်တို့လက်ခံမှာမဟုတ်ပါဘူး။ကမ္ဘာကြီးကိုလွန်ငိုးရာအခြေအနေအထူးသဖြင့် Great Britain ကိုဖြစ်စည်းဖို့ရန်အတွက်ဂျာမန်တို့ကလွန်ခဲ့တဲ့1914ခုနှစ်ကမ္ဘာစစ်ကြီးကိုဖန်တီးခဲ့ရမှာအိန္ဒိယ P2P သားများလက်နက်ဆွဲကင်နိုင်တယ်များဆွဲကင်ပြီးတော့ British အားကုညီတိုက်ခိုက်ပေးခဲ့ပြီးတော့ကြီးချင်းအဖြစ်အိန္ဒိယပြည်အုပ်ချုပ်ရေးကို ိုးမြင့်ပေးခဲ့ပါတယ်။ဗမာလူမျိုးများကလည်းကိုစစ်ပွဲမှာအစွမ်းကိုကူညီတဲ့အတွက်ဒိုင်ယာခီအုပ်ချုပ်ရေးခေါ်51ဌာနအုပ်ချုပ်ရေးကိုလွယ်အပ်အုပ်ချုပ်စေခဲ့တယ်။61ဌာနအုပ်ချုပ်ရေးကိုဗမာတို့ကိုတိုးမြင့်ပေးပြီးတော့အုပ်ချုပ်စေခဲ့ပြီးတော့အခုဒုတိယကမ္ဘာစစ်အပြီးမှာလည်းအိန္ဒိယပြည်နဲ့ဗမာပြည်ကိုအုပ်ချုပ်ရေးတိုးမြင့်ပေးလက်မချာမီလုံးဝအုပ်ချုပ်ရေးရတဲ့အထိတိုးတက်အကျိုးခံစားချက်မျိုးဖြစ်တော့တွေ့ရှိရပါတယ်။ ကျွန်တော်တို့ချင်လူမျိုးများကလည်းပထမကဘာ CG နဲ့အခုဒုတိယကဘာ CG မှာ Great Britain ကအစွမ်းကုန်ကူညီတိုက်ခတ်ပေးခဲ့ပြီဖြစ်ပါတယ်။အဲ့ဒါအတွက်ကြောင့်မို့ဥပဒေပြုခွင့်နဲ့အစိုးရဖွဲ့ခွင့်ကိုမရဘဲမင်းကြီးတို့ရဲ့ထက်အောက်မှာထားရှိတဲ့ကောင်စီစုပ်တွေနဲ့လူသားမဟုတ်ဘူးလို့ကျွန်တော်တို့အားထားချင်တာကိုကျွန်တော်တို့ကချင်လူမျိုးများကကိုစစ်တဲ့ဌာနအုပ်ချုပ်ရေးပမာဏရရှိစင်ကလည်းရိုင်းဒီဆိုကား ကိုအုတ်ချုပ်ရင်းရဲ့အကျိုးကျေးဇူးကိုခံစားခွင့်မပြုဘဲခြံထားခဲ့ခြင်းခံခဲ့ရပါဘူး။ကိုစက်တဲ့ဌာနအုတ်ချုပ်ရင်းရဲ့ကောင်းကျိုးကိုလည်းပရိရှားကအချင်းတို့ကိုခံစားခွင့်မပြုဘဲရိုင်းနေဆိုတဲ့အကြောင်းပြချက်နဲ့ဖယ်ထားခြင်းခံခဲ့ရပါဘူး။အခုလည်းပမာများကကိုစက်စစ်ဌာနအုတ်ချုပ်ရင်းမှဒုံဝလူလည်ရဲ့အကျိုးကျေးဇူးအထိခံစားရရှိမည်ဖြစ်ရမှာကချင်လူမျိုးများကိုလည်းဗြိတိရှားကအခွင့်အရေးမပေးဘဲဖိနှိပ်ထားခြင်းခံရမည်ဆိုရင်ကျွန်တော်တို့လူမျိုးအကျိုးရုပ်ဒီထက ဗြိတိရှအားကပါတီရဲ့မကောင်းဖြစ်နေလိမ့်မည်ဟုကျွန်တော်တို့အချင်းတွေမျိုးများကယုံကြည်ပါတယ်ကျွန်တော်တို့ကလည်းအဆက်မပြတ်ယဉ်ကျေးနေတဲ့ကပါအတွင်းမှာအချင်းတို့အားထက်သွင်းခြင်းမပြုဘဲထားရှိခြင်းကိုတရားတော်နီလန်းစီကံများအရာခုခံနဲ့တောင်းဆိုနေတော့မှာပဲဖြစ်ပါတယ် citizen လူရဲ့လုံးနေပါတဲ့မင်းတို့ကချင်းများကလူဦးရေများလာတော့တိရုတ်ကလာပမာများချားတင်းတို့နေရာဆိုရင်ပြီးတာပါပဲ စမတို့ပါခင်ဗျားပြောသလိုဆိုရင်ဗမာတို့ကလားတို့ကဗြိတိရှားထံလွတ်လပ်ရေးတောင်းနေတာဟာမားနေကြပါတယ်ကျွန်တော်တို့ကချင်ထံမှာတော့တောင်းယူဖို့တော့ရှိတော့ပြီစီလင်းနေယခုပြိတ္တအားကျွန်တော်ကနောက်ဆော့အနေဖြင့်မြစ်ချနာနယ်မှာတဲ့ district council များအဖြစ်ဖွဲ့စည်းရန်ပြောလိုပါတယ်စမတို့ပါအလွန်ပုတ်ပြက်စီလီယန်ညပလာတော့ကောင်စီစုပ်ကိုကျွန်တော်တို့ဖွဲ့စည်းလို့စိတ်လုံးဝမရှိကြောင်းစီလင်းနေ district counsel ဖွင့်လှစ်ခြင်းကိုအလိုမရှိသူများမကျင်နာမှမနေဖို့တာရှိပါတော့တယ်စမတူပါမကျင်နာဟာဘာမှဆိုရလက်အောက်မှာရှိပြီးတော့ခမည်းနဲ့ဘာမှမဆိုင်ပါဘူးကချယ်မျိုးသားအဆိုရချက်ချင်းဖြစ်ပေါ်အောင်ဖန်တီးစီမံပေးရတာကျွန်တော်တို့နောက်ဆုံးတောင်းပန်လိုက်ပါတယ်အဲ့ဒီနောက်ပေါင်းစုချက်အမရှိစီလျောချင်းနဲ့ပတ်သက်၍အစီဝင်နိုင်ကဖြစ်သူ struggling လာကမင်းမြန်ပြပါတယ် struggling လာ လွန်ခဲ့တဲ့အောက်ကွယ်45ခုစစ်ပီးခါနီမှာပြလက်ပါလီမန်မှလူကြီးဆိုသူတဦးကကချင်တို့ရဲ့လိုလားချက်များကိုကချင်လူမျိုးတို့ရဲ့နှုတ်မှတိုင်းရက်ကြားချင်ကြောင်းနဲ့လိုချင်တယ်မြတောင်းဆိုကြစီလိုကြောင်းအင်္ဂလန်ပြန်ပြီးပါလီမန်မှာရရှိအောင်တောင်းဆိုပေးပါမည်ဟုပြောခဲ့ပါတယ်ကျွန်တော်တို့ကချင်တယ်မြတ်ဆိုင်ရာကိုစီလေ၄ယောက်တို့ကနင့်နာချက်များအားလုံးပေါ်ပြလက်တောင်းဆိုခဲ့ဘူးပါတယ်စင်စင်သူဟာစာချုပ်ဝိုက်ဖြစ်လိမ့်မယ် အဲ့ဒီလူကြီးကတော့ပင်စင်ယူသွားပြီဖြစ်တယ်ဖြစ်ပါလီမန်မှာဘာမှပိုးပိုင်ခွင့်မရှိဘူးလိန်တတ်တဲ့ဘူကြီးစကရင်လာဒီလိုဆိုရင်ဒီလူကြီးကအသက်60ကျော်ရှိပြီးကောင်းပင်ဖြူနေပြီဖြစ်ပါလဲနဲ့လိန်တတ်တဲ့အဖူကြီးပဲနော်ဒါကြောင့်အင်္ဂလိပ်ကကချင်ကောင်းကျိုးကိုမိတို့မိပုံပေးမိဟုမိတိအင်္ဂလိပ်လူကြီးကပဲပြောပြောကျွန်တော်တို့ကမယုံချင်တော့ပါဘူးယခုအင်္ဂလန်မှာရောက်လာတဲ့လူကြီး Mr. Walsh Atkinson Mr. 我是呃，跟阿拉英格兰没要看，蓝队没本身牛逼，没来那路多，就是我听了没有没有讲，宝马来吧了，他妈的酷逼逼，我把回家完了。Stevenson，电脑听了没有没有讲啥也对，一酷给多，等内容叫你约，那龙要个，那龙要来敲门哪里吧呗，那龙呢来敲对来绿呀，哪要吧罗嘛，是啊，可以了，再再来了，贝多贝多多耶，Stevenson 读完机。 သူဝါကြီးအရင်တုန်းကတူထားရှိခဲ့တဲ့လိန်ချင်တဲ့စိတ်ထားကိုဖျောက်ဖျက်ပြီးယခုမှစရဲ့နောက်နောက်မှာကချင်တို့ရဲ့တကယ်အကျိုးရှိစေမဲ့တန့်ရှင်းစင်ကြယ်တဲ့ဖက်အတိကိုဒါပြောင်းလဲထည့်တင်တော့မယ်လို့ပြောအဲတောင်းဆိုချက်အမတ်ကိုတတ်ထုတွင်မြန်ကိစ္စနဲ့ပတ်သက်ခြင်း citizen ကျောက်စိန်တူဖို့ရေးကိစ္စနဲ့ပတ်သက်ပြီးဗမာများကကျောက်စိန်တူဖို့လုတ်ကန်ခြင်းမှာကုမ္ပဏီများအဝင်ရောက်တူဖို့ခွင့်မပြုဘဲစင်တာများရဲ့လက်ဖြစ်တာလင်းတူဖို့ခွင့်ပေးရမည်ဟုတောင်းဆိုထားပါတယ် ထိုတောင်းဆိုချက်မှာအလွန်အကျိုးရုပ်သောစနစ်ကိုဖန်တီးနှင့်တောင်းဆိုခြင်းများဖြစ်နေဖြစ်ကချင်လူမျိုးများကအထူးစဉ်းစားဆောင်ရွက်စီလိုကြောင်းစမတူပါကြောက်စင်တွင်းကိုကုမ္ပဏီသားအကျိုးရှိသည့်စနစ်အရကြောက်စင်တွင်းတို့ကုမ္ပဏီဝင်ရောက်တူဖို့ခွင့်များကိုပုံမှန်များတော်မလိုလားဒီမဟုတ်ကချင်များလည်းလုံးဝမလိုလားကြောင်းအကင်၍ကုမ္ပဏီသွင်းမယ်ဆိုရင်အခွင့်အာဏာအားလုံးရရှိသောကချင်အမျိုးသားအစိုးရအစ်အမှန်ကိုရရှိဖွဲ့စည်းနိုင်ပြီးအချိန်မှတော့ ကိုမင်းခေါ်ချင်းလင်ခေါ်မီဖြစ်ကြောင်းညနေ6နာရီအချိန်တွင်အစည်းအဝေးကိုရပ်လိုက်ကြောင်းနောက်တည့်ရက်ဆက်လက်စည်းဝေးရန်ပြောရာ Mr. Civison က၎င်းထံသို့ကိုစလေများဆေလို့ပါဟုပြောသည့်ဖြစ်3ရက်12လ1946နေ့တွင်ရွေးချယ်ဆွေးနွေးသောကိုစလေများနှင့်ဆွေးနွေးကြောင်းသိရှိရပါသည်ကျွန်တော်တို့မနေ့ပြန်စက်တိန်ပိုင်းကိုပြန်လည်ပြီးတော့ဆောင်းမြောင်းနာစင်ကြည့်ပေးပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးလူမြောက်ကြပါစေအားလုံးငြိမ်းချမ်းကြပါစေခင်ဗျာ